ော့ဘာဖြစ်ဖြစ်ရောက်စီဖွက်စီဖို့အချိန်ကောင်းပြီအတီဖြစ်သွားပြီအဲ့ဒီအတီဖြစ်တဲ့အခါမှာကျွန်တော်တို့တော့ဒီလက်ခံလာတော့ဖွက်စီဖို့အချိန်ကောင်းပြီမရှိဘဲနဲ့မာဆယ်လောနဲ့အုတ်ချုပ်တာနဲ့ဆိုင်ရင်ဖွက်စီဖို့အချိန်ကောင်းပြီတရားနဲ့အုပ်ဆိုးလာခြင်းအဖြစ်နော်တရားဥပဒေရင်းဆိုင်ရာတိုက်ပွဲတွေကိုကျွန်တော်တို့ဆင်နွှဲလာနိုင်မှာပေါ့အခုဒီလောက်ဆောင်လာတဲ့ဝင်လာတဲ့အခါမှာဖွက်စီဖို့အချိန်ကောင်းပြီလေတော့ခဏနေရှိတော့မယ် အခါမှာသူတို့ထုံးပေါ်မှာဒီဟောပေါ့ဗျာထုံးပေါ်မှာဒီဟောအဆင့်ကိုကြောတင့်ပြီနော်ပြည့်ပြောင်းလေးဟိုရောက်တင့်ပြီလို့ညီနဲ့ခါကြောင်းလေးပဲနှစ်ပေါင်း20ကျော်အုပ်ချုပ်ခဲ့တဲ့စစ်ဆိုးကအနာလလလလို့တဲ့စိတ်ကမရှိသေးဘူးဗျနောက်တရောက်နောက်စဖွဲ့စည်းပုံခြေကောင်းမှုတွေတည်ဖြစ်ပြီးတဲ့နောက်မှာကျွန်တော်တို့မှရွေးစရာလမ်း၃လမ်းပဲရှိတယ်။ဒါလားတော့ဒီခြေကောင်းမှုတွေကိုမကြိုက်တဲ့အတွက်နောက်မှာဒီရဲ့ မဆုံးနိုင်တဲ့ပြည်သင်းစစ်တန်ရာထဲမှာကျွန်တော်တို့ကတရတကားပါဝင်ပြီးတော့လက်နဲ့ကင်ပြီးတော့ဒီအချိန်အောင်တွေဖြတ်မလာဒုတိယဒီအချိန်အောင်နဲ့ပတ်သက်ပြီးတော့နှစ်ပေါင်း30လုံးလုံးနဲ့လှုပ်ခဲ့ပြီးပြီဒီအချိန်အောင်လက်မခနိုင်ဘူးဆိုပြီးတော့လမ်းပေါ်ကအော်ခိနေုံနဲ့ဟောနော်ကျွန်တော်တို့လူစုအတွက်နိုင်ငံအတွက်မလုပ်ပေးနိုင်ဘူးလေအဲ့ဒါကြောင့်ကျွန်တော်တို့ရာနှုန်းပြေခံရမသိပြီမဲ့၂၀၁၈ဖွဲ့စည်းပုံအချိန်အောင်ဥပဒေကိုနော်ဒီတရားဝင် ဖြစ်လာတဲ့အခါမှာလက်ခံပြီးတော့ သူ့ရဲ့လမ်းကြောင်းပေါ့ရုံးမဲ့ခုနှစ်ချက်မှာပါတဲ့ဖြစ်စဉ်တရားဖြစ်တဲ့နော်ရွေးကောက်ပွဲကျွန်တော်တို့ဝင်မှုဆုံးဖြတ်တာခုနှစ်ပြဌာနာခုနှစ်ပြည်ပြီသူ့ရဲ့တက်ရောက်မှုအခြေအနေဘယ်လိုရှိသလဲဆိုတော့တက်ရောက်မှုအခြေအနေကဒီဖွဲ့စည်းပုံအခြေအဥပဒေကိုပြဌာန်းတဲ့ပုံကူများကိုယ်တိုင်ကပဲဒီဖွဲ့စည်းပုံအခြေအဥပဒေဟာခစ်စနစ်နဲ့မညီတော့ပြုတ်ပြင်းတဲ့နဲ့ပြန်ပြီးပြင်းတဲ့နဲ့လို့ 2013မှာကျွန်တော်လွတ်တော်မှာအဆိုတင်ခဲ့တယ်အဲ့တော့ပြောချင်တာက2017မှာစတယ်စပြီးတော့နှစ်နှစ်ကျော်သုံးနှစ်အကြာမှာပဲဒီဖွဲ့စည်းပုံခြေရာဥပဒေကိုရေးဆွဲခဲ့တဲ့လူတွေကိုယ်တိုင်ကခက်စနစ်နဲ့မညီလို့ပြင်ဖို့တင့်တယ်လို့ပြောလာတဲ့အတွေ့ဒီဖွဲ့စည်းပုံခြေရာဥပဒေဟာတမိုင်းကြောင်မကောင်းမှုအခြေခံမကောင်းမှုပြည်သူစံတာမပါဘူးတစ်ဖက်သက်ရေးခဲ့တဲ့ဖွဲ့စည်းပုံဖြစ်တယ်ဆိုတာ အလိုလိုပေါ်ပေါက်နေပြီ။အဲ့တော့ငရောင်းစီပေါ်စီမအခြေခံဥပဒေကိုသူတို့ရဲ့ထောက်မှာပြောဖြစ်သုံးပြီးတကာလားထောက်ပေါက်မှာပြောဖြစ်မကရင်းနဲ့နော်မာဒီမာစစ်ကြုံတက်ရှိရင်မြောက်ကျောင်းစစ်ကျွန်းတဲ့ရှိရလက်ထိုက်တော့ကျင်းအတုံးပြလာဆက်တွေ့ရတယ်